ကြောင်းထက်အမာရွက်များအကြောင်းကောင်းကင်မြောင်အောက်ကမင်းညင်းရဲ့အလှပရည်နဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ကဘာအုံမှာလူသားတို့ချို့ဟာအမှုပညာတစ်ခုရည်ဆွဲခြင်းကြလေရဲ့တိတ်တော်လည်းမထူးဆန်းသလိုတိတ်ပြီလဲညီငွေးစရာမကောင်းလားအနာကပန်ကလေးတွေကိုပြိုးထောင်နေနေရမှာမြေဩဇာရဲ့ဈေးတက်တာ ခဲအလုံးရောင်ကြီးများအထက်မေတ္တာတန်မရတော့ခက်ဆိုးမြောင်တစ်ခုထဲမှာ ကောင်းကောင်းပွင့်လန်းနိုင်ပါမလားစိတ်ပူမိရဲ့နှုတ်ထတဲ့အချိန်မှနှုတ်ထရတယ်တင်းဆိုင်ကလိုပြန်လည်နှုတ်ထလာရင်ဖို့ကောင်းဆိုပြီးရေမန်းဆက်မန်းတွေနဲ့ပြစ်ပေါက်ကြလောက်ပါရဲ့မိခိုးရောင်တန်းနေရဲ့တောအထံမှာ ပုံမြင်လေးတွေမကုံနိုင် မခမ်းနိုင်ရှိတဲ့အေယာဝဲပုံမြင်မဟုတ်တာတော့သိကြရဲ့ညိတ်ရီနဲ့အိဆက်ချင်းကိုဟာ အသားချမနေဘူးလေ။ တနက်နေ့ကြီးစံအကြောင်းကျောင်းသင်ခန်းစာမှာသာမပါတာစစ်ယူနီဖောင်းရင်တော့ဝတ်ထားကြရဲ့ကျောင်းကောင်းလုံးထိုးတဲ့အစားအမြောက်တန်တညံညံနဲ့မနက်ခင်းအလှအစာပြူလာရဲ့အကွဲရပကြီးရှိရဲ့ကျောင်းသင်ဘုံမှာတချမ်းပက်နေရဲ့မြေဖြူလေးနဲ့မြန်မာနိုင်ငံအကြောင်းသင်ကြားခဲ့ရရဲ့ကြပြာကလည်းကမောက်ကမနဲ့ကွာခီးအလဲရောက်မှမနက်ခင်းအကြောင်းဆက်မိရဲ့ ဒိတဲ့အနိုင်လာရဲ့နိုင်ငံတန်းမှာဒီအလွဲလောက်ကိုတော့တရားမစွဲလောက်ဘူးထင်ပါရဲ့ဒီနိုင်ငံကထူဆန်းသားဗျခွေတိုးပေါက်ကလူဝင်တဲ့တချို့ကငရဲမှာအနာဂတ်ကိုပုံနှံကြရဲ့တချို့ကလက်အုပ်ချီအလုံးနဲ့နေပံရောင်းချင်ကြရဲ့လူရှင်တော်ရင်လည်းအတော်အသေးမှပုံရရဲ့ဘာလို့ဆိုတချို့ပြက်လုံးတွေကအထိပ္ပယ်တိလာမှငွေရမျိုးလေးတော်တော်ရည်မြေရီဟာ ဒီနိုင်ငံမှာလမ်းညွန်ပြောင်းနေကြရင်တဘွားတွေကိုဒီနိုင်ငံမှာပိတ်တာချိနဲ့ရောင်းနေရတယ်အနုပညာတွေတော့ညာစီထဲမှာပဲဖြစ်သလိုလေခင်းချင်းရောင်းရပါကြောမဲကပြဆရာတယောက်ဒီကပြမှာလဲဇလိုက်မဖြစ်ခဲ့ပြန်ပါဘူး my